မ္ဘောဒီးယားနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိမ်ကြားဖြန့်ကိန်းတွေကိုတက်ဖြတ်ရေးမှာအာဆီယံစီကနေပူးပေါင်းကူညီမှုကိုတောင်ကိုရီးယားကလိုလားနေပါတယ်။တောင်ကိုရီးယားသမ္မတလီဂျီမြောင်ကဒီကိစ္စနဲ့ပတ်သက်ပြီးမလေးရှားမှာကျင်းပမယ့်အာဆီယံထိပ်သီးစည်းဝေးတက်ရောက်ချိန်မှာအလေးပေးပြောဆိုဆွေးနွေးဖို့စီစဉ်ထားတယ်လို့လည်းသိရတာပါ။ကမ္ဘောဒီးယားခြေစိုက်ကြားဖြန့်ကိန်းတွေကပြည်တွင်းနဲ့ရှေ့တောင်အာရှဒေသအနှံ့ပြားမှာရှိနေတဲ့တောင်ကိုရီးယားနိုင်ငံသားတွေကိုပိတ်မှတ်ထားပြီးငွေကြေးလိမ်လည်တာတွေလူမောင်ခိုကူးတာတွေကြဲကြဲပြင်းပြကျူးလွန်လာနေတဲ့အပေါ် တောင်ကိုရီးယားကအထူးစိုးရိမ်နေတာဖြစ်ပါတယ်။တောင်ကိုရီးယားအမျိုးသားလုံခြုံရေးရုံးရဲ့ညွှန်ကြားမှုချုပ်ဝီဆွန်လက်ကတော့အစိုးရအနေနဲ့ဒီပြဿနာကိုတုံ့ပြန်ကင်တွယ်ဖို့အတွက် ASEAN platform ကိုတုံ့နိုင်ဖို့ရည်ရွယ်ထားကြောင်းအောက်တိုဘာ16ရက်နေ့မှာပြောကြားခဲ့တာဖြစ်ပါတယ်။ ASEAN ထိပ်သီးညီလာခံဟာနိုင်ငံပေါင်းစုံပူးပေါင်းအကောင့်ထယ်ဖို့ရဲ့စနစ်တစ်ခုဥပမာ ASEAN ရဲလုပ်ငန်းတွေကိုပါထည့်သွင်းနိုင်တဲ့အခင်းအကျင်းမျိုးညှိနှိုင်းဖော်ထုတ်ဖို့အတွက်အကောင်းဆုံးအခွင့်အလမ်းဖြစ်လာနိုင်တယ်လို့သူကမှတ်ချက်ပေးသွားခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့အဆိုပြုချက်ကကမ်ဘောဒီးယားမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်လို့နိုင်ငံတကာရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေပိုပြီးညှင့်တင်နိုင်ရေးကိုဥတီမယ်လို့လည်းသိရပါဗျ။ကြားဖြတ်ကိန်းတွေကတောင်ကိုရီးယားနိုင်ငံသားတွေကိုအလုတ်ကိုင်းအတူတွေကန့်လန့်ပြီးလူမောင်းခိုမှုကျူးလွန်အဲ့ဒီနောက်ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေမှာအာဓမညှဉ်းပန်းနှိပ်စက်ခိုင်းစေနေတဲ့ဖြစ်စဉ်တွေကိုတောင်ကိုရီးယားအစိုးရကအလေးအနက်အာရုံစိုက်လာနေပါဗျ။တောင်ကိုရီးယားကအခုသတင်းပတ်ကုန်မှာဒုနိုင်ငံသားရေးဝန်ကြီးကင်ဂျင်အာဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တစ်ခုကိုလည်း မ္ဘောဒီးယားရဲ့မြို့တော်ဖနွမ်းပင်စီဆေးလုပ်ဖို့စီစဉ်ထားပါတယ်။တောင်ကိုရီးယားသမ္မတလီကနိုင်ငံသား60လောက်ပြန်လွတ်လာရေးအတွက်လှုံ့ဆော်ဖို့အမိန့်ပေးထားပြီးအဲ့ဒီကိစ္စအတွက်ကိုယ်စားလှယ်အဖွဲ့ကကမ္ဘောဒီးယားကိုတွားရောက်မှာပါ။2025ခုနှစ်ပထမ၈လအတွင်းကမ္ဘောဒီးယားကိုရောက်နေချိန်မှာတောင်ကိုရီးယားနိုင်ငံသားတွေခြုံနှောင်ခံရမှုလူပြောင်းမှုတွေနဲ့ပတ်သက်တဲ့တိုင်ကြားမှုပေါင်း330ကိုလက်ခံရရှိထားတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။မနစ်ကအလားတူကာလအတွင်းမှာအဲ့ဒီလိုအမှုမျိုးက220ပဲရှိခဲ့လို့ ဒါက90ရာခိုင်နှုန်းတိုးလာတဲ့သဘောပါ။ဩဂတ်စ်လတုန်းကကြားဖြန့်ကိုင်းတွေရဲ့လှည့်စားလူကုန်ကူးခံရပြီးအထမခိုင်းစင်မှုတွေကြောင့်တောင်ကိုရီးယားကောလိပ်ကျောင်းသားတယောက်နှလုံးဖောက်သေဆုံးခဲ့တဲ့ဖြစ်ရပ်ကတောင်ကိုရီးယားမှာအတော်လေးအထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။အောက်တိုဘာ15ရက်နေ့မှာတော့တောင်ကိုရီးယားကနိုင်ငံသားတွေလူမောင်ကိုကူးခံရမှာကိုတားဆီးဖို့အတွက်ကမ္ဘောဒီးယားနိုင်ငံပိုင်နဲ့ထဲကနေရာတချို့စီခရီးသွားလာခွင့်ကိုပိတ်ပင်လိုက်ပါတယ်။နိုင်ငံသားရေးဝန်ကြီးဌာနကဘာဗက်နဲ့ပွိုင်ပတ်မျိုးတွေစီ ကျောင်းကိုရီးယားနိုင်ငံသားတွေသွားရောက်ခွင့်ကိုတားမြစ်ကြောင်းကြေညာခဲ့ပါတယ်ရှင်